အားလုံးပဲမင်္ဂလာပါရှင်။ဆိုင်းဆရာတကုံဦးဆန်းကိုရေးသားတဲ့ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသောမေဂွန်နှင့်ပြတနာများဘောင်းကျုံဆိုတဲ့စာအုပ်ထဲမှာတန်ဋိတုခနိဗ္ဗာန်ဘယ်မျှကြအောင်ကျင့်ရသနည်းဆိုတဲ့အပိုက်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။ပြတနာတန်ဋိတုခမေးလျှောက်သူဘောဓိမင်းသားမမွေးဖွားမီအမိဝမ်းတွင်၌ပရိသေတီတီကလေးကတရဏဂုံတီသူအလွန်ရှား၏ မရှိသလောက်ပင်ဖြစ်၏ဘောရီမင်းသားကဇဘူမာတလူဆိုရလောက်အောင် ထူးခြားသူဖြစ်လေသည်အဘယ်သို့ထူးခြားသည်ဆိုသော သူ၏မိခင်မှာဗုဒ္ဓဘာသာအမျိုးဖြစ်သည့်အလျောက်သူ၏ဝန်း၌ဘောရီမင်းသားတရေတီလာသောအခါတား၏ကောင်းကျိုးကို ရှေးရှုလျက်တား၏ကိုစားဤသို့တရဏဂုံစောက်တီလာခဲ့သည်ယောမေအယံဘန်းဒီကုတ်စီကရောကုမာရကောဝါ ကုမာရီကဝါစသည်ဖြစ်၏အတိဘယ်ကအရှင်ဘုရားတပည့်တော်မ ాయి ဝန်း၌တားဖြစ်မည်လည်းမသိပါတမီးဖြစ်မည်လည်းမသိပါတရေတီလျက်ရှိနေပါ၏ရှင်သွေးဖြစ်သောထိုတရေသည်မြတ်စွာဘုရားကို၎င်းတရားတော်ကို၎င်းတန်ဃာတော်ကို၎င်းကိုးကွယ်ရာဟု၍စည်းကပ်ပါ၏ဘုရားဟု၍မိခင်ကတရဏဂုံစောက်တည်၏တားဖြစ်စေတမီးဖြစ်စေ ဖျားသပိတော်မ၏ဝန်း၌ကဲရောက်လာသောတရေကယရနာသုံးမအားကိုးခွေရဟူ၍စီးကပ်ပါသည်ဖျားဟုဆိုလိုသည် ထိုမိခင်မှတားယောက်ကြားကလေးဖွား၏အမိကိုဘောရီကုမာရဟူ၍တွင်စေ၏ထို့ကြောင့်ဘောရီကုမာရမင်းသားဟူ၍ထင်ရှားလာတည်းအမိဝန်း၌တရေအဖြစ်နှင့်ရှိစဉ်ကလေးကတရဏဂုံတည်သောမင်းသားဖြစ်သည်ဖြင့်ထူးခြားသောမင်းသားဟူ ဆိုခြင်းဖြစ်သည်။ထိုမင်းသာကြီးကောင်ငင်၍အွေရောက်လာသောအခါလောကဓမ္မတာလျောက်လက်ထက်ထိမ်းများ၍ဇနီးကျင်ရာရှိပါသောညလည်းသာသမီထွန်းကားခြင်းမရှိကြ။ထို့ကြောင့်ဗောဓိမင်းသားသည် သာသမီရလင်ကောင်းလီစွာဟုတောင်းတကားသာနေ၏။နတ်တို့ဖန်ရေကန်အသင့်ကြားအသင့်ဆိုတဲ့ကဲ့သို့သာသမီထွန်းကားရရှိလာသောအခါအစဉ်သင့်ဖြစ်စီရန်အတွက်ဗောဓိမင်းသားသည် ကောကနရအမည်ရှိသောနန်းပြတ်သက်တစောင်းစောက်လို့ရထိုပြတ်သက်မှာကောင်းစွာပြီးစီးသွားပြီဖြစ်၏ထိုချိန်တွင်ဗုဒ္ဓသည်များစွာသောယဟန်များခြံရန်လျက်ဒေတာစာရီလှဲ့လေ၍တရားနက်စီစော်ရှမ်းလေရာမှဗောဓိမင်းသား၏သူတုမာရမြို့သို့ရောက်ရှိလာပြီးမြို့ဤအနီးရှုဝေတာမောလှသည်ပဲစင်းကုန်တော၌တရင်တုံတော်မူလာ၏ ထိုအခါဘောဓိမင်းသားသည် သူတွေးကြံထားသည့်ပြတနာတရက်ကိုဘုရားထံတင်ပြမေးလျှောက်လိုခြင်းထိုမှတပါ သာသမီရမရကိစ္စကိုလည်းအဓိဋ္ဌာန်၍တည်အောင်ပြုလိုခြင်းနန်းပြတ်သက်အစ်စ်တွင်ဖျားအမှုရှိသောတန်ဃာတော်များအားစွမ်းကပ်လှူဒန်းပြီးတရားတော်ကို နာလိုခြင်းဟုသောဥတီချက်ဖြင့်တင်စီကာဗုဒ္ဓအမည်ရှိသော လူလင်အားစွမ်းအလူခံတော်မူရန်ဘုရားထံဆေလွှတ်၍ အပင့်ခိုင်းလေ၏။ဘာနုရာဇာမီသောနေမင်းသည်နနခင်ရောင်ကြည်နုနုဖြင့်တူတူမာရမျိုးကိုထိန်လင်းစေသောအချိန်တွင်ဗုဒ္ဓသည်ယဟန်များခြံရံလျက်ကြွာလာတော်မူသောအခါဘောဓိမင်းသားသည်နန်းပြတ်သက်အစ်စ်ပေါ်သို့တက်သည့်လေကား၌ဖွေးဖွေးဖြူ၍နူသောကပလာကိုခင်းလျက်အဓိဋ္ဌံပြီးစောင့်နေ၏။နောက်ပါတန်ဃာများယံလျက်ကြွာလာတော်မူသောမြတ်စွာဘုရားကိုဘောဓိမင်းသားသည် လေကောင်းဥမကျွ၍ရိုသေးစွာရှခိုးလျက်ပြတ်တက်ထက်သို့ကြွားတော်မူ वा ဖျားဟုလျှောက်လေ၏ဗုဒ္ဓသည် လေကောင်း၌ခင်းထားသော အခင်းကို ရှူစားတော်မူပြီးပြတ်တက်ထက်သို့မတက်ပဲတန့်ရက်တော်မူနေ၏ကြွားတော်မူ वा ဖျားကြွားတော်မူ वा ဖျားကြွားတော်မူ वा ဖျားဟူ၍သုံးချိန်တိုင်းတိုင်းပင်းလျှောက်ညားတော်လေဖျားသခင်ကလေကောင်းဥတွင်ရမြဲတာရက်တက်နေတော်မူလျက်မှ အရှင်အာနန္ဒာကိုလှဲကြည့်တော်မူ၏ဘောဓိမင်းသားမှာသူဤအဋိဌံချက်တွင်စိတ်မတမတာဖြစ်နေစေတွင် အရှင်အာနန္ဒာ၏အတန်ကိုကြားရ၏မင်းသားလှေကား၌ခင်းသားသည့်အခင်းများကို ရုတ်သိမ်းလိုက်ပြီလောဤအခင်းများကိုနင်း၍မြတ်ဖျားကြတော်မူမည်မဟုတ်ဟုညွန်ကြားသဖြင့်ဘောဓိမင်းသားသည် မျက်နှာညှိုးရရနှင့် ခင်းသားသည့်အခင်းများကို ရုတ်သိမ်းစီရလေ၏ ဤတွင်မှဗုဒ္ဓသည် ပြတ်တက်ထက်သို့ကြွတော်မူသည်။မှတ်ချက်ဗောဓိမင်းသားကအဋိဌံထားသည်မှာငါမသားသမီးယရနာထောကမီဖြစ်ကငါခင်းနာသောအခင်းကိုနင်း၍ကြွတော်မူစေတာ။သားသမီးထောကခြင်းမရှိလင်မူကမနှင်းစေသားဟု၍အဋိဌံထားလေသည်။ပြတ်တက်ထက်သို့ရောက်ပြီးသောဖျားအမှုရှိသည့်တန်ဃာတော်များအားဗောဓိမင်းသားသည်တာဟတိကမြတ်အောင်ကိုယ်တိုင်ကပ်လူချင်းပြု၏။ စွန်းဖုံးပေးခြင်းကိစ္စပြီးလေသောအခါဗုဒ္ဓအားတင်ပြလိုသောပြဿနာကိုသူဤနှလုံးသားဗန်တိုင်းမှထုတ်ပြီးဗုဒ္ဓအားဆက်ကပ်လေသည်။မေးလျှောက်ခြင်းပြုလေသည်။အရှင်ဘုရားတပည့်တော်ဤအတွေးခေါ်နှင့်ထင်မြင်ချက်ကို တင်ပြလျှောက်ထားလိုပါ၏။ခွင့်ပြုတော်မူရန်ရိုသေစွာပန်ကြားပါ၏။ရှင်သည်ကအချားမဟုတ်ပါ။ချမ်းသာကို ချမ်းသာနှင့်ရင်းနှီးသဖြင့်မရနိုင်။ စင်းရဲနှင့်ယင်းဤမှသာချမ်းသာကိုရနိုင်၏ဟု၍တပည့်တော်အားစိတ်အကြံဖြစ်ပေါ်နေပါ၏။မှန်သည်မှားသည်ကိုမြတ်ကြားတော်မူပါဗျာ။ဗောဓိမင်းသား၏မေးလျှောက်ချက်မှာ ထွက်လာမည်ဗုဒ္ဓ၏အဖြေကိုဗောဓိမင်းသားအမှုပြုသောချွေယံပရိသတ်တို့သည်၎င်းအရှင်အာနန္ဒအမှုပြုသောတန်ဃာတော်တို့သည်၎င်းအာယုံစူးဆိုင်စွာနှင့်ကြိုလင့်နေကြကုန်၏။ခဏအကျွဲမှာပင်ဗုဒ္ဓ၏အာဂရဲမှာ တင်းရနဲ့ကြိုင်အဖြေများလှိုင်လှိုင်ထွက်လာလိမ့်မည်သည်မင်းသာငါအားလဲတင်ကဲ့သို့ပင် အလောင်းတော်ဘဝတုန်းကဤအကြံမျိုးဖြစ်ခဲ့ဘူး၏ထို့ကြောင့်ချမ်းသာကို အလိုရှိသောငါသည်ယဉ်ချမ်းသာကိုဒုက္ခနှင့်ယဉ်နှီး၍ရှာရန်အလျို့ငါတံမြန်၍အွယ်ကောင်းသောအချိန်တွင်ထီးနှံစည်းစိမ်ကိုရဲ့ရဲ့မညာစွန်ခွာ၍တောထွက်လာခဲ့ပြီးညစ်ထက်ထက် တိတ်ခေါဆိုးသင်္ကန်းကိုဝစ်ကာငါယဟန်ပြုခဲ့၏မင်းသာထို့နောက်ငါသည်ငါအာ ချမ်းသာကိုပေးနိုင်စွမ်းရှိမည်ပုပ်ကိုများကိုစူးစမ်းရှာဖွေခဲ့သည် ထိုအချိန်၌ကာလာမမျိုးတွင်အာလာယယတိနှင့်ရာဒဤသားဥဒကယတိတို့ကိုငါတွေ့ရ၏သူတို့ထံချင်းကပ်၍နေတည်ခံခဲ့၏သူတို့၏ကျင့်စဉ်တိုင်းငါကျင့်ခဲ့၏အားထုတ်ခဲ့၏ ဤသို့ကျင့်ကြံအားထုတ်ခြင်းအပြင်နေဝတိညာနာတိညာယတဇံကိုငါမျက်မှောက်ပြုနိုင်ခဲ့ပြီသည်မင်းသာထို့သောသူတို့၏ကျင့်စဉ်တိုင်းမိတို့ပင် အားထုတ်စေကားမူလေဒုက္ခနှင့်အရင်နှီးပြုစေကားမူလေငါလူလားအံတောင့်တအပ်သောဆင်းရဲချုပ်ငြိမှုချမ်းသာကို မရနိုင်ကြောင်းကိုအားထုတ်ရင်ငါသိလာ၏ငါသဘောပေါက်လာ၏ထို့ကြောင့်ငါသည် သူတို့ထံမှဖဲခွာလာပြီးဈေးရက်ခတ်သိမ်းငိမ့်၍စင်စစ်ချမ်းသာသောတန်ဤဒုက္ခကိုရှောင်၍ရှာရင်းနှင့်ပင်မာကတိုင်းသို့ငါရောက်သွား၏ထိုတွင်လည်းဒုက္ခနှင့်ယဉ်နီး၍တန်ဤဒုက္ခကိုငါရှာခဲ့သည်ဖွေခဲ့သည်သို့သောငါမှဆင်းရဲခြင်းသာလျှင်အဖတ်တင်၏ငါဤလိုလားချက်တောင်းတချက်ကမပြည့်စုံသည် မင်းသာဤသို့ပင်မကြီးစွာခံ၍ ရှာရင်ဖွေရင်နှစ်ပင်ဥရုဝေလတောအုပ်အနီးကတေနနီကုံတို့ငါရောက်သွားပြန်၏ထိုတေနနီကုံ၌အခြေချရန်ငါဆုံးဖြတ်လိုက်တော်၏အကြောင်းတော်ကထိုရဲ့ထိုဒေတာက မွေရော်ဝဲကောင်း၏စိတ်နှလုံးကြည်လင်ချမ်းမြေ့စရာတောအုပ်လည်းရှိ၏တန်ရှင်းကြည်လင်သည့်ရေကောင်းရေတမ်းများလည်းရှိ၏ခောစရကံပြုရာစွန်ကံရွာနှင့်လည်းမနီးလုံးမဝေးလွန်လှသဖြင့်အယောက်ပတ်သည်ဖြစ်၏ ထို့ကြောင့်ပင်ဤဒေတာ၌အခြေချ၍တရားအားထုတ်ရန်ငါဆုံးဖြတ်လိုက်ခြင်းဖြစ်ပေသည်မှတ်ချက်ဥရဝေလာတော်တွင်ချောင်းနှင့်ကြအောင်ဒုက္ခရစရိယာကျင့်ခဲ့ပြီးနောက်ဖရာဖြစ်သူရောက်တော်မူ၍ပြင်ဆောက်ဝက်ကြီးယဟန်၅ဥရအားတရားဥဟောတော်မူပုံထိနောက်ကြောင်းကိုဘောရီမင်းသားအားပြန်လည်ပြောပြတော်မူသည်ဘောရီမင်းသားသည်ဗုဒ္ဓပြန်လည်ပြောပြသောတန်ဤဒုက္ခသည်ဟုသောနိဗ္ဗာန်ချမ်းသာကို ဒုက္ခနှင့်ယဉ်နီ၍ကြင်ကြံကြိုးကိုအာထုတ်တော်မူလာခဲ့ပုံများကိုကြားနာရလေသောအခါမတုံမလှုပ်အာယုံဆူးဆိုက်စွာစဉ်းစားနေ၏။သူ၏နှလုံးသားတည်းဟုသောပင်လေကြီး၌တန်ဋိတုခုတန်ဋိတုခနိဗ္ဗာန်ဟုသောလှိုင်းလုံးကြီးများတဤဤထလာကုန်လေ၏။ထိုအခါဗောဓိမင်းသားသည်မြတ်ဖရာအားလက်အုပ်ချီ၍ရှောက်ထားလေသည်ကရွှေဖုံးတော်သခင်အရှင်ဖရာ ဒုက္ခနဲ့ယဉ်နှီးခဲ့သဖြင့်ရှင်တော်မြတ်ဖရာသည်တဏှိဒုက္ခနိဗ္ဗာန်ချမ်းသာကြီးကိုရရှိတော်မူပြီး လောကသုံးပါးတွင် အတုလွတ်ဖရာဖြစ်သောရောက်တော်မူလာ၏အရှင်ကဲ့သို့သောမြတ်ဖရာ၏ထံတော်တွင်တပည့်ခံ၍ကျင့်တော်သူသည် ထိုနိဗ္ဗာန်ချမ်းသာကိုရရှိရန်အဘယ်မျှကြအောင်ကျင့်ရပါသနည်းအဘယ်မျှကြအောင်အားထုတ်မှ ထိုနိဗ္ဗာန်ချမ်းသာကိုရရှိမည်ဖြစ်ပါသနည်းဟု၍ မေးလျှောက်လက်တော်ဘုရားသည်ဘောရီမင်းသားအားဤသို့ပြန်၍မေးတော်မူ၏မင်းသားတင်ဤအမေဟုတ်တန်စေတင်အားငါတခုမေးအံတင်ကြိုက်သလိုဖြေနိုင်မေ၏မေးတော်မူပါဖျာမင်းသားတင်သည် စင်စည်းခြင်းအတက်မြင်းစည်းခြင်းအတက် ချုံးကန်ခြင်းအတက်တို့၌တဖက်ကန်းခံတက်မြောက်ခဲ့သည်မဟုတ်ပါလောဟုတ်ပါသည်ဖျာရင်အတက်တို့၌ လိမ္မာကျွမ်းကျင်ခဲ့ပါ၏မင်းသာတို့ဖြစ်ပြီးတော့တဦးသောယောက်ျားသည်ထိုအတံများကိုတင်ယူလို၍တင့်ထံသို့ရောက်လာသည်ဆိုပါတော့သို့တော့ထိုသူသည်ယုံကြည်မှုမရှိသူအနာရောဂါများသူဟန်ဆောင်တက်လဲစားတတ်သူ ပြင်းရည်သူအတိညာခေါင်းမသူ ဖြစ်နေခဲ့သော ထိုသူသည်တင့်ထံမှထိုအတံများကိုတက်မြောက်နိုင်ပါမည်လောတက်မြောက်နိုင်မည်မဟုတ်ပါ ယုံကြည်မှု အနာရောဂါကင်းမှုစသော ထိုအင်္ဂါ၅ပါးနှင့် ပြည့်စုံမှသာလျှင်တက်မြောက်နိုင်မည်ဖြစ်ပါသည်။မင်းသာယုံကြည်မှုရှိခြင်းအနာရောဂါကင်းခြင်းဟန်ဆောင်လှည့်စားမှုမရှိခြင်းထက်တန်သော လုံလဝရိယရှိခြင်းအတိညာဏ်ရှိခြင်းဟုသောအင်္ဂါနှင့်ပြည့်စုံသောယောက်ျားသည်စင်စည်းအတက်ချုံးကင်အတက်တို့ကိုတင်ယူရန်အတွက်တင်ထန်ရောက်လာခဲ့သော ထိုသူသည်ရဲအတက်တို့ကို တက်မြောက်နိုင်ပါမည်လောအရှင်ဖုရားရေငါးပါးအနက်တွင်တဘာဘာနှင့်ပြည့်စုံသူပင်ရေအတက်တို့ကို တက်မြောက်နိုင်ရပါ၏ငါးပါးလုံးပြည့်စုံသူကစိုးပွဲမရှိတော့ပါဟုလျှောက်၏မင်းသာဤဥပမာအတိုင်းပင်ကမထန်တရားကို အားထုတ်သူတွင်အင်္ဂါငါးပါးရှိပေသည်ရေအင်္ဂါ၅ပါးသည်ကတေမြတ်စွာဘုရား၏ဘောဓိဉာဏ်၌ယုံကြည်ခြင်းနှင့် အနာရောဂါကင်း၍ကျန်းမာခြင်း၃။ဟန်ဆောင်မှုလဲစားမှုမရှိခြင်း၄။အာကုတုကိုပယ်၍ကုတုပွားများရန်ထက်တန်လုံလရှိခြင်း၅။စင်းရဲချုပ်စီနိုင်သည့်ထိုးထွင်းဉဏ်ရှိခြင်း။မင်းသာရင်းအင်္ဂါ၅ပါးနှင့်ပြည့်စုံသူသည်မြတ်စွာဘုရားတည်းဟုသောဆရာကောင်းကိုရသည်ရှိသောခုနှစ်ကာလအတွင်း၌အရဟတ္တဖို့ကို မျက်မှောက်ပြုနိုင်၏။ ခုနှစ်လအတွင်းခုနှစ်ရက်အတွင်း၌အရဟတ္တဖို့ကို မျက်မှောက်ပြုနိုင်၏ထို့မြမကဤအင်္ဂါ၅ပါးနှင့်ပြည့်စုံသူသည်ညနေပိုင်း၌ဆုံးမသောနံနက်ပိုင်းတွင် တရားထူးကိုရနိုင်၏နံနက်ပိုင်း၌ဆုံးမသောညနေပိုင်းတွင် တရားထူးကိုရနိုင်၏ဗုဒ္ဓထံမှဤအဖြေစကားကိုကြားရလျှင်ဘောရီမင်းသားသည်ချီကျူးစကားလျှောက်ထားလေ၏မြတ်စွာဘုရားသည်၎င်း မြတ်ဖျားဟောကြားအပ်သောတရားတော်သည်၎င်းအလွန်အံ့ဖွယ်ကောင်းလာပါ၏ဟု၍ရှောက်ထားလေသောအခါတင်စိကဗုဒ္ဓလူလင်သည်မင်းသားကိုလှည့်ကြည့်ကာအရှင်သာအရှင်သာသည်ချီးကျူးစကားများကိုသာရှောက်ထားပြီးဖျားမှုရှိသောတန်ဃာတော်များကို ကိုယ်ဝယ်စည်းကပ်ခြင်းမပြုသေးပါတရဏဂုံတီယံလိုအပ်ပါ၏ဟုတတိပေးလေသည်ထိုအခါဘောဓိမင်းသားက ငါသည်အမိဝမ်း၌ပရိသေတီစဉ်ကလေးကပင်တရဏဂုံတီလာခဲ့ကြောင်းပြောပြလေသည်။နားစင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါရရှင်။